မင်္ဂလာပါရှင်။2025ခုနှစ်မေလ22ရက်နေ့ရက်မွန်တက်12နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မို့မို့ပါရှင်။ KIA ပြချလို့ပြကြခဲ့တဲ့ရဟန်းရင်ကစေငန်းရွာအနီးမှာတွေ့ရှိကပြူဟာမှုအပါအဝင်အနည်းဆုံး9ဦးသေဆုံးခဲ့တယ်လို့ဆိုပါရယ်။တစ်ဆက်ထဲမှာပဲ KIA ပြချတယ်လို့သတင်းတွေထွက်နေတဲ့နာဆာကရဟန်းရင်ဟာဆက်ချွေမှုဖြစ်ပြီးပြကြခဲ့တာလို့စစ်ကောင်စီကထုတ်ပြန်လာပါတယ်။ ကျောင်းသားလူငယ်တွေကိုဘုံကျဲတက်ဖြတ်ပြီးတဲ့နောက်မှာလေတပ်အရာရှိတွေကိုနေပြည်တော်မှာ လာရောက်နေထိုင်ကြဖို့စစ်ကောင်စီကညွှန်ကြားထားပါတယ်။ပြည်ပကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာလာသူတွေကြောင့်နိုင်ငံเจ้าဝင်စည်းမြင့်တက်တယ်လို့အကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လိုင်ကပြစ်တင်ပြောဆိုလာပြန်ပါတယ်ရှင်။အိန္ဒိယစစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲတမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်စေဦးကိုဖမ်းဆီးခေါ်ဆောင်နှိပ်စက်တပ်ဖြတ်ခဲ့မှုကိုစစ်စစ်တွေ့ရှိတယ်လို့ NUG ကထုတ်ပြန်လာပါတယ်။ ဒီသတင်းတွေနဲ့တူဒီကနေ့မွန်တဲ7နိုင်ချင်းတိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကချင်လွတ်လပ်ရေးကျမ်းတော် KIA ပြစ်ချခဲ့တဲ့ရဟတ်ရင်၂စီအနက်ပြတ်ချခဲ့တဲ့ရဟတ်ရင်ကို KIA တက်ရင်ငါနယ်မြေဆန်ငန်းရွာအနီးတောထဲမှာတွေ့ရှိခဲ့ပြီးစစ်ကောင်စီတပ်မှဗျူဟာမှုအပအဝင် အနည်းဆုံး9ဦးသေဆုံးခဲ့ကြောင်းကချင်စစ်ရေးတရင်မြေကပြောပါတယ်ပြတ်ချခဲ့တဲ့ရဟတ်ရင်ရှိရာကို KIA နဲ့ KPDF တပ်တွေက ရောက်ရှိနေတဲ့မှတ်တမ်းရုပ်တံကိုလည်းတည်င်းအရေးမြမပြသထားပါတယ်။ကြောထဲမှာပြက်ကြတဲ့ဒစီတွေ့ပြီးဆယ်ငန်းရွာအနောက်ဘက်ကြောထဲမှာအေယာဝရီမြစ်အနောက်ဘက်က KIA တပ်ရင်းကနှမြေဆယ်ငန်းရွာနာကြောထဲမှာပြက်ကြကမီးလောင်သွားတယ်။ယူဟာမှုနဲ့တူခုနှစ်ယောက်တည်တယ်လို့ကချင်စစ်ရေးတရင်းမြစ်ကပြောပါတယ်။အခြားကချင်းစည်ရည်တရင်မြို့တို့ကရဟန့်ရင်ပြက်အနီမှာရုံလောင်း၁၂လောင်းခန့်တွေ့ရှိရကြောင်းကိုလည်းပြောပါရစေ။ အချို့အလောင်းတွေကမီးလောင်ထား၍ရေတက်ရခတ်ကြောင်းလဲသူကရှင်းပြထားပါတယ်ရှင်။ KIA ကရဟတ်ယာဉ်နစီကိုထိမှန်အောင်ပြစ်ခတ်နိုင်မှုကို အဖွဲ့သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကအတည်ပြုထားပြီးရွှေကူးမြို့နယ်16မိုင်ခန့်အကွာတောထဲမှာပြတ်ကျသွားတာလို့ပြောပါတယ်။တခြားသစီးကလည်းရွှေကူးမှာအရေးပေါ်စဉ်သက်ခဲ့ရပြီးစဉ်သက်စင်မှာရဟတ်ယာဉ်ဘေးတိမ်ဆောင်ပြီးပန်ကာကျိုးသွားတယ်လို့သတင်းမြစ်ကပြောပါတယ်။ တရေရင်မြစ်တချို့ပြတာတဲ့ရဟန်းရင်ပြကြမှုရုပ်တံကရဟန်းရင်တစ်ခုလုံးမီးလောင်ပြန်စီနေပြီးစကောင်စီတပ်ဖွဲ့ဝင်များတေဆုံးနေမှုကိုလည်းတွေ့ရပါတယ်။တေဆုံးသူများထဲမှာဘုံမူကြီးမျိုးထောက်အောင်ရဲ့ရုပ်အလောင်းကိုလည်းရဟန်းရင်ပြက်အနီမှာတွေ့ရပါတယ်။အဲ့ဒီမှာပုံတည်နေတဲ့ဟာတွေလူတွေကြီးကြီးပဲ။အဲ့ဒါတုံးပွင့်ဖို့လင်းရင်တစ်စည်းလုံးကဘာမှယူစရာမရှိတော့ဘူး။အကုန်ပြက်စီကုန်ပြီ။ဟိုမှာလူတည်တဲ့ဟာတွေရောအကုန်လုံးအခုလည်းမီးလောင်နေတော့လို့ ော်လန်ရေးတပ်ဖွဲ့ဝင်တို့ရဲ့ပြောဆိုတံကိုလည်းရုပ်တံမှာကြားရပါတယ်။အဲ့ဒီရုပ်တံမှာ KPDF uniform ဝတ်တဲ့ရဲဘော်တချို့ကိုလည်းတွေ့ရပါတယ်ရှင်။အဲ့ဒီရုပ်တံက2024ခုနှစ်ဇန်နဝါရီလဆန်းက KIA ဌာနချုပ်ဟောင်းနားဖို့တပ်စခန်းတို့လာတဲ့စစ်ကောင်စီရဟန်းရင်ကို KIA ကပြစ်ချတဲ့ရုပ်တံလို့ပြောဆိုမှုတချို့ရှိနေပေမဲ့ KIA တည်င်းရင်မြင့်မကမှုနာဖော့ဖြစ်စင်မှာရဟန်းရင်သွားကြည့်တဲ့ရဲဘော်တွေမှာ KIA ပြည်သူစစ်များဖြစ်ပြီး KPDF များမပါဝင်ကြောင်းရှင်းပြပါတယ်။ဒါကြောင့်ယခုရုပ်သံဟာ KPDF ရဲဘော်တွေကိုတွေ့ရပြီးပမော်မြို့တိုက်ပွဲမှာ KIA ပစ်ချလို့ပြတ်ကျခဲ့တဲ့ရဟတ်ရင်အပြည့်အစည်းဖြစ်တယ်လို့ပြောပါတယ်ရှင်။တစက်ထဲမှာပဲဗမော်မြို့နယ်မှာထောက်ပံ့ပစ္စည်းတွားရောက်ပို့ဆောင်ခဲ့တဲ့တမရော်ရဟတ်ရင်တစီမေလ20ရက်နေ့နေ့လယ်ပိုင်းမှာဆက်ချွေရင်ပြတ်ကျခဲ့ကြောင်းနှဆကကသတင်းထုတ်ပြန်ထားပါရယ်ဗမော်မြို့နယ်မှာရှီရန်လုံကြုံရေးစခန်းတွေမှာရှိတဲ့တပ်ဖွဲ့ဝင်တွေအတွက်လိုအပ်တဲ့ အုပ်ချုပ်မှုဆိုင်ရာထောက်ပံ့ပစ္စည်းတွေတွားရောက်ပို့ဆောင်ခဲ့ပြီးပြန်လည်ထွက်ခွာချိန်မှာပမော်မြို့ရဲ့အနောက်တောင်ဘက်မီတာ14000ခန့်အကွာအယောက်မှာရုတ်တရက်ဆက်ချွတ်ရွေးမှုဖြစ်ပွားခဲ့ကမတော်တဆပြတ်ကျခဲ့တယ်လို့ဖော်ပြထားပါတယ်။သက်ဆိုင်ရာတာဝန်ရှိသူတွေကရဟန်းရင်ပြတ်ကျမှုအတွက်စစ်ဆေးဆောင်ရွက်နေပြီးရဟန်းရင်ပြတ်ကျတဲ့နေရာတစ်ဝိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေတွားရောက်ရှာဖွေကယ်ဆယ်ရေးနဲ့လုံခြုံရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ဖော်ပြထားပါတယ်။ ပြကြသွားတဲ့ရဟတ်ရင်မှာပါလာသူ9ယောက်လို့ကြားသိရပြီးအလုံးတည်ဆုံသွားကဗတ္တစိတ်ပါ အလောင်းပီတာတယောက်ပဲတွေ့ခဲ့ရပါတယ်။အဲ့ဒီရဟတ်ရင်၃စီစလုံး MI 70အမျိုးအစားဖြစ်ပြီးဂျမန်နီနေ့လယ်၁၂နာရီခန့်ကမြစ်ကြီးနာနှံပေါင်လီတာကနေထွက်ခွာခဲ့ပြီးမိုးလယ်၂နာရီကျော်ခန့်မှာနှံပေါင်လီတာမှာရဟတ်ရင်တစ်စီးသာဆင်းသက်ခဲ့ကြောင်းဒေတာကန်တူကပြောပြထားပါတယ်။ယခုနှစ်ဇန်နဝါရီလ၃ရက်နေ့မှာ NASA ကတက်ဖွဲ့ရဲ့ ချိတ်ခါဖို့ MI something ညဟရင်တစီဝိုင်းမော်မြို့နယ်မှာပြစ်ခတ်ခံရပြီးမီးလောင်ကျွမ်းပြတ်ကျခဲ့ပူပါရရှင်ပြီးခဲ့တဲ့2024ဒီဇင်ဘာလကစလို့ KAI နဲ့ပူပေါင်းတပ်တွေကပမော်မြို့မှာရှိတဲ့ NASA ကတက်စကန်တွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး9လကျော်ကြာကာလမှာ ပမော်အခြေဆိုင်ခလာရ136အမတ်တ366တန်ချက်ကတက်9014တင့်ကတက်9006နဲ့ကာကင်းစကန်တချို့ကိုတင်ပိုက်ထားတာလည်းဖြစ်ပါရရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ရေးပြင်းမမဟုတ်တဲ့ကြောင်းဈေးနဲ့ဆင်းရုံတွေကိုဘုံကျဲ၍လူအစုလိုက်အပြုံလိုက်တည်ဆုံးခဲ့ရပြီးတဲ့နောက်မှာတောင်ဝင်ရှိတဲ့လေတပ်အရာရှိနဲ့မိသားစုဝင်တွေကိုနေပြီးတော့နှံမြေအတွင်းမှာလာရောက် နေထိုင်ကြရန်စစ်ကောင်စီကညွှန်ကြားထားပါတယ်။တပယင်းမြို့နယ်ဥရင်တွင်းရွာမှာရှိတဲ့ကျောင်းသားငယ်များအပါအဝင်အပြစ်မဲ့အရက်သားပြည်သူနဲ့လေချောင်းမှဘုံကျဲခြင်းကြောင့်အစုလိုက်အပြုံလိုက်တည်ဆုံးခဲ့ရတဲ့အတွက်အဲ့ဒီလောက်ရက်ကိုစစ်ကောင်စီနဲ့လေတပ်အရာရှိများ တာဝန်ခံရမယ်လို့တော်လန်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ခဲ့ပါတယ်။တော်လန်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်များထွက်ပေါ်လာပြီးတဲ့နောက်မှာစစ်ကောင်စီကလေတပ်မိသားစုဝင်တွေကိုတပ်ရင်းဌာနချုပ်များနဲ့နေပြည်တော်မှာပြောင်းရွှေ့နေထိုင်ကြရန်အမိန့်ထုတ်ထားကြောင်းသတင်းရင်းမြစ်ခြံကသိရပါတယ်။လေတပ်ကမိသားစုတွေတပ်ထဲမှာလိုက်နေတာလည်းရှိတယ်။မနေတာလည်းရှိတယ်။တပ်စခန်းဌာနချုပ်မှာရောက်နေတဲ့သူတွေအလုံးကိုယ့်ရဲ့မိခင်တပ်ရင်းတွေမှာပြန်နေဖို့ပေါ့။ တကယ်လို့မိခင်တည်ရင်တွေမှာမနေခြင်းဘူးမနေဖြစ်ဘူးဆိုရင်လည်းနေပြည်တော်ကောင်စီနှံညေထဲမှာလာနေဖို့ဆိုပြီးကကလေကာကွယ်ရေးဦးစီးချုပ်လေယုံကနေ ထုတ်ပြန်ထားတယ်လို့သိရတယ်လို့ CDM စစ်သားဗိုလ်ကြီးစင်ရော်ကပြောပါတယ်ရှင်ဆက်လက်ပြီးမြန်မာနိုင်ငံမှာပြည်ပနိုင်ငံတွေကိုအကြောင်းအမျိုးမျိုးနဲ့ထွက်ခွာမှုကြောင့်နိုင်ငံเจ้าငွေတုံးဆွဲမှုများပြီးနိုင်ငံเจ้าငွေဈေးမြင့်တက်နေကြောင်းအကြမ်းဖက်စစ်ကောင်စီမင်းအောင်နိုင်ကပြောဆိုပြန်ပါတယ် ဂျမန်နေနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစည်းအဝေးရဲ့ဒုတိယနေ့မှာအခုလိုပြောဆိုလာခြင်းလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ73စီနဲ့ပတ်သက်၍နှစ်စဉ်အမေရိကန်ဒေါ်လာ9ဘီလီယံခန့်တန်ဖိုးရှိတဲ့73စီတွေကိုတင်သွင်းနေရကြောင်း။လောင်စာဆီသုံးဆွဲမှုရှင်းချနိုင်ရဲ့အတွက်ဒီအစစ်စွမ်းအင်သုံးမော်တော်ယဉ် EV တင်သွင်းမှုတွေကိုခွင့်ပြုပေးထားတော်လဲနိုင်ငံသားဝေလိုအပ်ချက်များရှိနေတဲ့အတွက်ကန့်သက်ချက်ရှိနေတယ်လို့ဆိုပါတယ်။ကုန်သွယ်မှုပုံငွေပြနေပေမဲ့ အခြားသုံးစွဲမှုများအနှုတ်များညားပြားနေခြင်းဖြစ်ကြောင်းနိုင်ငံခြားငွေစည်းမြင့်တက်နေကြောင်းဥပမာအားဖြင့်ပြည်ပသို့အကြောင်းအမျိုးမျိုးဖြင့်ထွက်ခွာမှုများနဲ့နိုင်ငံခြားငွေသုံးစွဲမှုများညားပြားလျက်ရှိကြောင်းမင်းအွန်လိုင်းကပြောပါရယ် UNFCCI မှစီးပွားရေးလုပ်ငန်းရှင်တို့ကနိုင်ငံခြားငွေတန်ဖိုးမြင့်တက်နေတယ်လို့ဆိုပေမဲ့စစ်ကောင်စီကအလွန်မင်းထိတ်ထုတ်ထား၍လက်ရှိအမေရိကန်ဒေါ်လာနဲ့ငွေကျပ်၄၄၀၀ကျပ်ဝန်းကျင်ငြိမ်းနေခြင်းဖြစ်ကြောင်း ပြည်ရင်းမှာစစ်တပ်ကသွင်းကုန်တွေကိုပိတ်ပင်ထားခြင်း၊ကားတင်သွင်းခွင့်တွေကိုပိတ်ပင်ထားခြင်းစတဲ့ဒေါ်လာငွေကုန်ပေါက်တွေကိုပိတ်ပင်ထား၍သာလက်ရှိကုန်သွယ်ရေးပုံငွေပြသလိုဖြစ်နေခြင်းဖြစ်ကြောင်းလက်တွေ့မှာပြည်ရင်းစီးပွားရေးတစ်ခုလုံးပြိုလဲလျက်ရှိကြောင်းလည်းသုံးသပ်ပြောဆိုပါရယ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ2021အာနာသိန်းကာလကလေးကထွက်နေတာအခုဆိုဘာမှတော့သိမကြံတော့ဘူးတီလဝါစိတ်ကန်းနဲ့စက်မှုဆောင်ကနေ ဂျပန်ကုမ္ပဏီတွေလည်းထွက်ဖို့လုပ်နေပြီဆိုတော့ပြည်တွင်းမှာနိုင်ငံခြားပြည်ပယင်းနှိမ့်နှံမှုမရှိတော့ဒေါ်လာအဝင်ကမရှိသလောက်ပဲအခုဒေါ်လာရနေတာကတဘာဝကျငွေနဲ့ရေနံကနေပဲအတိအကျရနေတာနောက်တစ်ခုကပြည်ပအလုတ်သမားနဲ့တမောသားတွေစီကဒေါ်လာဝင်တာရှိတယ်ပြည်တွင်းမှာသွင်းကုန်မှတ်သမျှအကုန်ပိတ်ထားတယ်ကားတင်သွင်းခွင့်ပိတ်ထားတယ်အဲ့ဒီတော့စီးပွားရေးတစ်ခုလုံးကကျက်နေတယ် ပြိုနေတဲ့စစ်ကောင်စီကမူဝါဒမျိုးစုံနဲ့ဒေါ်လာတွေမထွက်အောင်ထိန်းချုပ်ထားတယ်ဒေါ်လာဈေးတက်မရအောင်ကုန်တယ်တွေဖန်နေဒေါ်လာဝယ်ရောင်းတွေထောင်ချတယ်အဲဒါကြောင့်ဒေါ်လာကတဒေါ်လာကို4400ဝင်းကျင်မှာငြိမ်နေတယ်လို့ပုံစံရှိနေတယ်တကယ်ကဘာမှအလုံမဖြစ်လို့ငွေဈေးကမလုံမရှားဖြစ်နေတာပြည်တွင်းမှာငွေရှိသမျှအ ਨੇ စုံထိုင်းလောက်မှာကွန်ဒိုဝယ်ပြီးထွက်သွားနေကြတယ်ရှိသမျှပိုင်းဆိုင်မှုတွေကိုထိုင်းဘက်အထိ နီလန်းမျိုးစုံနဲ့လက်ထုတ်သွားကြတယ်။ပြည်တွင်းစီးပွားရေးကဘာမှလုပ်လို့မရလို့တပြေးပြေးပြိုလဲနေတာကြာပြီလို့ UNFCCI မှစီးပွားရေးသမတော်ကရှင်းပြပါတယ်။အကြံဖတ်စစ်ကောင်စီကနိုင်ငံချောင်းငွေကြီးကြပ်မှုကော်မတီတရက်ကိုဖွဲ့စည်းပြီးအဲ့ဒီကော်မတီကိုညထုံဦးကဦးဆောင်ကနိုင်ငံချောင်းငွေတုံးဆွဲမှုမှန်သမျှကိုထိမ့်ချုပ်ထုတ်ကိုင်းထားကြ။ဒါကြောင့်နိုင်ငံချောင်းငွေအတုံးပြုနိုင်တဲ့ ွင်းကုံပေါမစ်အယောင်အဝယ်များအကြီးအကျယ်ချစ်ထွန်းလာပြီးအဲ့ဒီသွင်းကုံပေါမစ်တွေကိုလည်းမြေအောင်လိုင်းသားဖြစ်သူအောင်ပြေဆုံးအပါဝင်ဗိုလ်ချုပ်အတိုင်းဝိုင်းတွေကအကြီးကရောင်းချကြကြောင်းစီးပွားရေးအတိုင်းဝိုင်းကဆိုပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အိန္ဒိယစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတမှုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်ဆယ်ဦးကိုဖမ်းဆီးခေါ်ဆောင်နှိပ်စက်တပ်ဖြတ်ခဲ့မှုစစ်စစ်တွေ့ရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံသားရေးဝင်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။မေ14ရက်နေ့မှာစကိုင်းတိုင်းကမ္မကြီးကျေးရွာအနီးမှာမြန်မာအိန္ဒိယနှစ်နိုင်ငံနှင့်ဆက်မြန်မာပြည်ပတ်အချံယာယီစခန်းတို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့တမှုခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖရဲဘော်၁၀ဦးစလုံးကစခန်းမှာပျောက်ဆုံးသွားပြီးအိန္ဒိယနိုင်ငံနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ Other Rifle တပ်ရင်း၁ Chandee ခရိုင်မဏိပူရာပြည်နယ်က မေလ16ရက်နေ့မှာရုပ်အလောင်း10လောင်းကိုလွှဲပေးခဲ့ကြောင်းလည်းသိရပါတယ်။မြေပြင်အခြေအနေစစ်ဆေးမှုများစီရင်ကစားတွေ့ရှိချက်များတွင်တွင်ချက်အရာချက်စင်မှန်ကအိန္ဒိယနိုင်ငံမီဒီယာတွေကရေးသားဖော်ပြနေသလို ထိတ်တန့်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခြင်းမဟုတ်ကြောင်းတမူခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖရဲဘော်စေဦးမှာအိန္ဒိယနိုင်ငံဘတ်ချံထိတ်တန့်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကကြဆုံခြင်းမဟုတ်ပဲ ယာယီစခန်းပြောင်းမှုကိုတည်င်းကြိုတင်ပေးထားတဲ့ဂျာကပင်အိန္ဒိယစစ်တပ်အာတန်ရိုင်ဖယ်တပ်ရင်း1ချန်ဒရေး KI မနီပူရာပြည်နယ်ကအကြောင်းပြချက်မခိုင်လုံစွာဖြင့်ပကပရဲကဘော်တွေကိုဖမ်းဆီးခေါ်ဆောင်နှိပ်စက်တပ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့သုံးသပ်တွေ့ရှိရကြောင်း NUG ကဆိုပါတယ်အဆိုပါရုပ်အလောင်းများ ပြန်လည်တောင်းခံရမှာလေအိန္ဒိယစစ်တပ်က1ပကပရဲဘော်တွေကိုအိန္ဒိယနယ်စပ်နယ်နိမိတ်မှာဝင်ရောက်က ချတင်တိုက်ခိုက်တာကြောင့်နေနေချင်းဖြစ်ကြောင်း၂နောက်နောက်နိုင်ငံနယ်နိမိတ်ခြံစည်းရိုးခတ်မှုကိုမကန့်ကွက်ရန်သဘောတူပါကြောင်းစတဲ့အချက်များကိုမြန်မာဘက်မှလာရောက်တဲ့တာဝန်ခံတွေကိုခေါ်ယူက PRP လက်မှတ်ထိုးစေခိုင်းပြီးလွှဲပြောင်းပေးခဲ့ကြောင်းလည်းသိရပါတယ်။မြေပြင်စီစစ်ချက်တွေအပေါ်အခြေခံပြီးအိန္ဒိယနိုင်ငံအစိုးရအနေနဲ့၁အမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်ပေးရန်၂ အိန္ဒိယကိုစန့်ကျင်တိုက်ခိုက်နေသူများမဟုတ်ဟုသိရှိပါလျက်ကျဆဆွာတက်ဖြတ်ခြင်းအပေါ်တာဝန်ယူမှုရှိစွာဖြင့်စုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူဖြေရှင်းပေးရန်၃နှစ်နာမှုများအတွက်တာဝန်ယူဆောင်ရွက်ပေးပြီးနှစ်နာသူမိသားစုများအားနှစ်နာကျေးပေးဆောင်ရန်၄နောင်တွင်အလားတူကိစ္စများမဖြစ်စေရေးအတွက်စီမံဆောင်ရွက်ပေးရန်၅နိုင်ငံနယ်စည်းညှိနှိုင်းမှုမပြည့်ပြတ်သေးတဲ့ကာလမှာတစ်ဖက်သက်ခြံစည်းကိုခတ်ခြင်းအားယာယီရပ်ဆိုင်ထားခြင်းဖြင့် ယခုကဲ့သို့ပြစ်စင်များအားရှောင်လွှဲရန်ကို NUG ကတောင်းဆိုထားပါတယ်ရှင်။ဒီကနေ့မွန်တဲ၁၂နိုင်ချင်းတီနောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ဒီသူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။